ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တောင်ကြီးသူ YouTube channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာကဲဒီနေ့ကတော့ကျွန်တော်တို့ဘဟုသုတရအနေနဲ့ပေါ့နော်မိခလေးတွေကွမ်တုံဆွဲတာတော့အတိတွေလည်းနော်ဘေနဆွဲရမှန်းမသိဆိုပြီးတော့လည်းပဲနော်မျက်ဝလာတဲ့ဗီဒီယိုလေးတပုတ်ကိုကျွန်တော်တို့နေနေနှထောင်ကြည့်ရမှာပေါ့နော်ဒီကိစ္စတွေကလည်းပြောမှဆိုလို့ရှိဒါဘဟုသုတရရှိရမယ့်ကိစ္စတွေပေါ့နော်ဘဟုသုတရမရှိဘူးဆိုလို့နော်ဒါအမှားတွေဖြစ်ပြီးတော့နော်ပြဿနာတွေတက်တဲ့တွေပေါ့နော် ဆိုတော့ဘုဒ္ဓဒရအရအနေနဲ့ပေါ့ဒီလိုဒီလိုဗီဒီယိုမျိုးလေးတစ်ခါတည်းကျွန်တော်တို့ဝင်ကြည့်သိနေတာပေါ့ထင်နေပါလေဗျမင်္ဂလာပါမင်္ဂလာပြောတော့နောက်ကြနေမင်္ဂလာမရှက်နဲ့ကြီးကဲဝင်ပါရှင်မိကလေးတွေဖြီးဖို့ကျွန်မအစင်းစင်းဖြစ်နေပါပြီအင်းကျွန်တော်တကားလေးတော့ပြန်ပိတ်ပြီးခဲ့ပါအာကျွန်တော်ပြင်တာကဘယ်မှာဆွေးရှင်း ဖာခဲ့တာအဲ့မှာကြောက်တာနဲ့စောင့်နဲ့ထွင်းတော်တာပဲအမမရှမ်းနဲ့လို့ပြောအဲအမကဆယ်တန်းနဲ့မှာအမပြုတ်ဖြစ်တာရန်တော့ကြတယ်အဲကြောင့်မလို့ကျောင်းမှာဆိုလို့ရှိရင်လေပြူပတီဝင်လို့ရှိရင်လူတွေကပို့ပြီးလှသွားကြတယ်လေတဲ့မလားကိုရီရီစစ်ပြီးတော့အဲ့တော့အမကျောင်းတစ်ကျောင်းလုံးမှာမလှဆုံးလေးအမမဲမဲချောက်ချောက်လေးဖြစ်ခဲ့တာဘာလို့လဲဆိုတော့အမဆယ်တန်းကျမှအမမက်ဆူရှင်းစလာတာမေမေချောက်ချောက်အမဆူဆောင်မဖြစ်ပြန်လာတာတတိတတိထားမိရပါလဲရှင်းဖို့အတွက်အမအိမ်သားလေးဝင်ပြီးဘောင်းကြီးချစ်စားလိုက်လို့အမတွေ့ရတယ်အမလေးငိုရတာငိုရတာမေမေဆိုပြီးအော်တာဘောတဲ့မလားအဲ့ကြော တော့မအော်မဟုတ်ဘူးသမီးလေးအဲ့ဒါကိုပြောတာเนาะအမှန်နေဆိုမိဘတွေကအစိုးရကကိုပြောတော့ပြပြထားတယ်သမီးကဒါရေအပြိုပေါ်ဝင်ငါသားဆိုရာသီလာကနေပြီဘာဖြစ်တယ်ညာဖြစ်တယ်ပြောထားတယ်ဒါပေမဲ့ဒီလိုမျိုးဆိုကိုကတေချာမသိဘူးလေးသိရမလားအဲ့တော့အဲ့တော့မြင်ပြီးတော့ဟာဘာဖြစ်တာလဲပေါ့မငိုတာကြောက်တာဟိုဘာအပြိုပေါ်ဝင်တော့မှန်းတော့သိတယ်ဒါပေမဲ့ကြောက်တာအဲ့မှာအမေကိုလှမ်းအောင်ပြီးတော့ငိုတာဒါပါပဲအမှန်ပဲမှာစအပြိုပေါ်လုံးဆိုအောင်ကြောက်တယ်ကိုတော့ကြောက်ဘူးတော့ငငယ်လေးကကြောက်ဝင်နေတယ်အမအရွယ်တော့တိတ်မမှတ်မိတော့ဘူးတက်တယ်မမမြင်ရလေတေးချာမြင်ဘူးတာကြတော့ တကြံမာလေသူများတွေရာလေအချစ်မကောင်သေးလားဟိုဗာလေကလေးပဲရှိသေးရဲ့အဲ့တော့တကြံမာကဗာလေရေပတ်တဲ့ကာကြီးပေါ်မှာရှောက်သွားနေရင်လည်းအမေအဲ့ကောင်တော့နေသူရေထည့်ပြီးဘောလုံးတွေလောက်တာအမေပြီးတော့ဒီလိုတွေပြတာပေါ့ဝါတင်မလားအမေနဲ့ဖေဆိုမကြည့်နဲ့အဲ့လိုမျိုးမကြည့်နဲ့အဲ့လိုမျိုးပေါ့ဒါပေမဲ့ကောင်တော့ကြောင့်တော့ကြားဘူးတယ်အဲ့တော့တေချာတော့မသိခဲ့ဘူးကောင်တော့ကိုလည်းတေချာကောင်တော့ဆိုပြီးသိခဲ့တာတော့မသိဘူးဒါပေမဲ့အချိန်တော့မှတ်မိတော့ဘူးအခုတော့သိတယ်လေတော်ရောအခုသိဟုတ်ကဲ့ပါအတင်ပါတေချာကြည့်ပါ အော်မြင်မှုတော့ဘောဒုက္ခပဲဘာလို့လဲဆိုတော့ចောင်းနေမှာလဲဟိုအခုဥမာထားပါတော့ fat party ပဲရှိရမလားအဲ့ကြလို့ရှိရင်လေတို့အဝင်ဝါမှာဟောကွာတို့တွေက condom စီ condom စီ win away လေအဲ့တော့တိရယ်ဖောက်ကြည့်လေကိုယ်စိတ်ဝင်တော့ဘယ်လိုမျိုးပုံစံလဲဆိုတော့ကိုယ်လည်းတိကျင်တာဆိုတော့ဖောက်ကြည့်ပုံတာမျိုးတွေလည်းရှိရယ်ဟုတ်ကဲ့ပါအမျိုးသမီးကိုတော့မရှိအောင်တိလားအဲ့ဒါတိရယ်ဒါပေမဲ့ဘယ်နားမှာဝေးရလဲဆိုတော့မသိဘူးအဲ့ဒါအဲ့ဒါလေးပေါ့နော်အမျိုးသမီးကွန်တုံးကတော့နော် တိတယ်ပေါ့နော်ဘယ်နာကိုဝယ်ရမှန်းမသိဖြစ်ဆိုတော့နည်းနည်းလေးကျွန်တော် comment လေးနေဖက်ကြည့်မှာပေါ့နော် comment တွေကတော့အများကြီးပါပဲဟော comment ဆိုလို့ရှိရင်တော်တော်လေးများတာပေါ့နော်မချက်နဲ့ဆိုတဲ့အာဟော Facebook ကတင်လာတဲ့ဟာလေးပေါ့နော်လက်စစ်သုံးလေးမှာရေးစားထားတာလည်းလက်လာတော့မခံဘူးနော်မျိုးသမီးကွန်တုံးဆိုတာဘလို့မျိုးလေးလေဘလို့အသုံးပြရတယ်ဆိုတာပြောပြပါလားလို့လေ နော်ကွန်မန့်တွေတယောက်ရေးရပါသေးတယ်။ကဲနောက်တယောက်ကတော့ဗောနော်အမရေးရဲ့ညီမလေးလေးမသိဘူးရှင်လေဘလို့လို့ရမလဲဟင်ဆိုပြီးတော့လေးပဲအာနော်ရှင်း online shopping ကနော်ပုံမလေးရေးလာပါသေးတယ်။ကဲနောက်တယောက်ကတော့ဗောနော်ဗလာမီးသားတလေးဆိုတော့မြန်မာစကားမြန်မာစာတန်းထုံးနိုင်ငံခြားသားစကားဟာ dictionary နဲ့တွေးပါထိုးပေးပါဆိုပြီးတော့လေးနော်ရေးလာပါသေးတယ် ကိနတကဒါဒါစကားပြောနေတာလေလေဆွေးဆောင်မှုရှိတာပူပွလင်းယူသားစွာပြောပြသဘောကျတယ်ဆိုပြီးတော့လေပဲရေးလာပါသေးတယ်နောက်တယောက်ပေါ့နော်ကိနောက်တယောက်ကပေါ့တော့အမျိုးသမီးကွန်တုံးဆိုတာလေအခုမှဆိုရင်ဒီနိုင်ငံမှာလေအခုလိုလာပြီးတော့မှဒါကိုသေးသေးချာချာလေပညာပေးတဲ့လူလေးလိုအပ်လာပြီလို့ထင်တယ်လေအချို့ယောက်ျားတွေလေးပေါ့နော်လေအကုန်လုံးကိုမဆိုလိုပါဘူးလေတချို့ကလေရုပ်မာတွေပေါ့နော်ကိုမယောဂါရှိရတောင်းလေမသွင်းရှင်ဘူးကြဘူးလေ ဲ့တော့လည်းကိုသုံးလိုက်တဲ့ပေါ့နော်အဲ့ဒါဆိုရှင်အလုံးကာကွေပြီးဖြစ်တော့ပါပြီနော်လေအခုကွန်မက်ကိုလေးပဲသဖောထောကူလေးလို့ရပါသေးလေလည်းမစစ်ပါနဲ့လို့နော်ကျူတောင်းဆိုပါလေဆိုပြီးတော့မြင်အဲ့လိုမျိုးကွန်မက်ကတော့အများကြီးပါပဲနော်အဲ့လိုမျိုးရေးလာပါသေးကွန်မက်လေးတွေကဲဆိုတော့ဆက်လာပြီးတော့ကျွန်တော်နင်းနေနောက်ထောင်ကြည့်မှာပေါ့နော်အမျိုးသမီးကွန်တုံးမြေမဝဲရမလဲဆိုပြီးတော့နော်သူလေးမသိဘူးနော်ဘလိုမျိုးလေဆိုပြီးတော့ ဟာဆက်ပြောမလဲကျွန်တော်လည်းနားထောင်ကြည့်ရမှာဖြစ်ပါရဲ့ဗျအမျိုးမျိုးကတော့သိရအဲစဉ်းစားတာဘယ်နားမှာသူသွားဝင်လဲပေါ့အဲ့ဥစ္စာတော့စဉ်းစားတယ်အဲ့ဒါတော့မသိဘူးโอเคมาเจอโนมิเช่เนี่ยมาชาร์จดูอ่ะเนาะอ๋อโอเคชาร์จได้มั้ยมาอ่ะ the she is already there ฮะใบหน้ามาดูตัวจับใบหน้าตัวสุดเลยเหรอมาเราซึ้งซ่าเนี่ยอ่ะเราไม่ติดโอเคมามาแล้วตัวนี้เนี่ยมาดีกว่าเดิมมาแล้วเนี่ยน้องดีกว่าเดิมอ่ะเนี่ยก็ใช่ အခုမြန်မာနိုင်ငံမှာရှိတဲ့ဈေးကွက်ထဲမှာဆိုလို့ရှိရင်အမတန်ပွန်တွေ့တယ်ပြီးွားလို့ရှိရင် pets တွေတွေ့တယ်အဲ့နှစ်ခုပဲမှာတော့တွေ့တယ်ဟို cup စီပါတွေကကြတော့ဒီ online ကနေပြီးတော့ဝယ်လို့ရတဲ့ဥစ္စာမျိုးပေါ့အမအရင်တော့ကဗာလဲတန်ပေါ်ဗာလဲ pets စုံတယ်ဒါပေမဲ့အမကအကန့်ဆိုးကျင်တော့အမ allergy ရှိရဲ့အဲ့လိုဝစ်ပြီးသွားလို့ရှိရင်ပူလာလို့ရှိရင်အမအပိန်းနေဖြစ်ပြီးတော့လေရမ်းရတာအဲ့တော့အမနောက်ပိုင်းကျတော့ဒီတန်ပွန်စုံတယ်ပြေသုံးနေတာအဆင်ပြေသားနေနောက်ပိုင်းကျတော့တန်ပေါ်ဆိုတာအလာကြီးထပ်ဖြစ်တော့အခု pads ပဲပြန်သုံးနေရတယ်အဲ့လိုမျိုးဟုတ်ကဲ့ 这个当是。 စစ်စစ်ရရောစစ်ကစားခဲ့တာမရှိဘူးဘာလို့ဆိုအပြုတ်ပုံဝင်တာနောက်ကျလို့လားဘာလားတော့မသိဘူးယောက်ျားလေးတွေကလည်းကိုယ်ကိုတိတ်မကြည့်ခဲ့တော့လေကိုကလည်းအော်ယောက်ျားလေးဟဲ့ဟဲ့ဆိုတော့အဲ့လိုဖြစ်ခဲ့မှုသူကတနည်းမရခဲ့ဘူးလှတော့နည်းနည်းလေးလှကျင်တာခဲ့တာတော့မှတ်မိတယ်ဒါပေမဲ့အော်ငါကတော့အကောင်လေးကိုကြိုက်လိုက်တာတော့ဘာလို့အဲ့လိုမျိုးတော့ဖြစ်တာတော့မမှတ်မိဘူးဟိုဘာလဲတယောက်ယောက်ဟိုဘာလဲရင်ခုန်တာတော့ဘာလို့လဲတိတ်ချတိတ်တော့မမှတ်မိတော့ဘာသိလားတယောက်ပြောရင်တော့ပြောတာတော့ဘာလို့တော့ရှိမိမယ်နဲ့တူတယ်ဒါပေမဲ့ရည်စားတစ်ခါမှအဲ့16နှစ်ထိကရည်စားမထားခဲ့ကျွန်မအရန်နောက်ကြတယ်ပြောရလို့ရှင်23နှစ်မှရည်စားစတာဘူးတော့ဘာလို့ဆိုတော့ အများအားပြောရရင်ပြေပေါ်ဝင်တာကလည်းနောက်ကြတယ်ပြီးသွားတော့ရုပ်ကလည်းဆိုးခဲ့တော့တိုက်မလို့မရှိဘူးမပြင်းအောင်လည်းမပြေတာပေါ့အဲ့လိုဖြစ်တော့23နှစ်မှဘဝဆရာကျမလေအင်းခုလိုမိကုန်းနေလာမေးပေးတာလေဂျေနော်23နှစ်မှဘဝဆက်တဲ့သူလေးပါအဲဆိုတော့နည်းနည်းလေးကျွန်တော်လို့ပေါ့နော်ဒီလိုမျိုးတွေပေါ့နော်လှတဲ့လူကြတော့ကျွန်တော်တို့ဒီလှတဲ့လူတွေကြတော့ပို့ပြီးတော့စွန်တာပေါ့နော်ခုနမမပေါ့နော်ဒီမျိုးရေးပေါ့နော်သူပြောသူ့ သူ့ကိုသူ့ဘောနော်ရှောက်ရှောက်ကဲကဲလေးပေါ့မစွန်တဲ့လူဘောနော်အဲ့လိုမျိုးကြာတော့လေးပဲပြောမှဆိုလို့ရှိရင်ကွန်တုံးကွန်တုံးဆွဲဖို့မသိဖြစ်တဲ့အနေထားလေးပေါ့နော်ဒါနောက်ကြဆိုတော့ရှိကိုကထိတွေ့မှုနေနေသွားတာပေါ့နော်ထိတွေ့မှုနေတဲ့ခါကျတော့ကာကွယ်မှုလေးနေသွားတာပေါ့နော်လိုက်စားမှုလေးနေသွားပြီဒီလိုမျိုးလှလှရှောက်ရှောက်လေးတွေ့ပြန်တော့လေလူတွေကဟလာဒါဆိုရှင်ကွန်တုံးကတော်တော်သုံးရမှာကွန်တုံးလိုရတာလေနော် ကွန်တုံးမလိုရင်ဒုက္ခရောက်ကြอืมဒီလိုမျိုးတွေပေါ့နော် လက်ဥနှလုံးနဲ့ကောင်ဒါဆိုရင်ကွန်တုံးမြမြသုံးရမယ့်လူတွေဟောလားအကိစ္စတွေသိမဲ့လူတွေဟာသာဟာသာလေးတွေပါဟေ့စောကြအောင်ဆိုပြီးတော့လေဗီဒီယိုတပုတ်ပေါ်လာတော့ဟွန်းစာနာအောင်ဟွန်းစောကြရအောင်စာတော့မြင်ရရှိပါရဲ့နော် အဲ့ကိုကြိုက်ရအောင်စားလိုက်ရတာပေါ့အဆင်ပြေတယ်လို့ပေါ့နှစ်ယောက်လေးဆိုတော့ဟုတ်လားအဲတရေသီးစားမလားငပြူးသီးစားမလားပေါ့ဟုတ်လားဖေးသီးစားမလားဟင်းအဲ့လိုမျိုးစားကြရအောင်ပေါ့နော်ကြော်ကြီးနောက်ပြီးကွာဆိုပြီးရောလေးပေါ့နော်ဗီဒီယိုဘဘညံ့ညာပေါ့နော်ဖေးဘုတ်ကတင်လာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါအဲ့လိုမျိုးစားကြရအောင်ဆိုပြီးတော့လူတွေကအဲ့လိုမျိုးအတွေးခေါ်တယ်ပေါ့နော်ကိုထင်းတို့တွတ်တော့ကြတာပေါ့ဒါဘာလုပ်မလဲပေါ့ဘာစားမလဲပေါ့နော်အဲ့လိုမျိုးဆိုတော့ အဖို့ကိစ္စတွေကပို့ပြီးတော့လူတွေကနော်အဲ့လိုမျိုးတွေ့ကြတာပေါ့နော်ဒါဘာသာချမ်းဟာတားလေးရေကေကေချင်းချင်းပြစ်တော့ဟွန်းမပြူးပြီးစားတိုင်းပါဆန်တော့အော်ဟွန်းစင်ပြေလာဒါကောဒါဆိုရလာအဲ့လိုမျိုး စားခြင်းနဲ့စိတ်မရှိတော့ဘူးစတာတယ်ကဲဆက်လက်ပြီးတော့ဗောနော်မချက်နဲ့ဆိုတဲ့ Facebook ကတင်လာတဲ့ဗီဒီယိုနောက်တစ်ပုတ်ပါပြန်နော်ရှားတီလာနေတဲ့ကောင်မလေးကိုလေပြလို့ရမေလက်ဆောင်ဆိုပြီးတော့လေးပြီးနော်ဆရာကမျက်ဝေလာတာကျွန်တော်လည်းနေနားထောင်ကြည့်ပါဗောနော်ခုနကတော့မိခလေးနော်ရှိကတော့မိခလေးကိုယောက်ျားလေးဗောနော်ဆရာဝင်ရဘလို့အမ်သုံးသက်တော့တယ်လေကျွန်တော်လည်းနေနေဝင်ကြည့်ရမှာဖြစ်ပါလေဗျကျွန်တော်ကတော့ဒေါက်တာဟန်မင်းဘူပါ ဲကျွန်တော်ဒီဘက်အစီအစဉ်ကနေဗာပြောချင်တာလဲဆိုတော့ယာတီလာတဲ့အကြောင်းပြောမှာပေါ့နော်အဲ့မှာယာတီလာတဲ့အကြောင်းမှာမှ main ကလေးတွေပဲမဟုတ်ပဲねယောက်ျားလေးတွေကလည်းကိုယ့်ရဲ့ချစ်သူကြီးစားကိုယာတီလာနေတယ်ဘယ်လိုများ view site ကမလဲဘယ်လိုတွေပြုမှုဆောင်ရွက်တင်လဲဆိုတာတွေကိုဒီအစီအစဉ်ကနေပြောသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုဒီမှာတော့ကျွန်တော်ယာတီလာနေတဲ့ main ကလေးတယောက်ပေါ့နော်ကိုယ့်ရဲ့ချစ်သူကြီးစားမယ်ဆိုတော့သူ့ပေးလို့ရတဲ့လက်ဆောင်လေးကိုကျွန်တော် box နေပြင်လာပါတယ်ဒီထဲမှာဘာတွေပါလဲကျွန်တော်ကြည့်လိုက်အောင်နော်ဟုတ်ကဲ့ကျွန်တော်လက်ဆောင် box လေးထဲမှာပထမဆုံးထွက်လာတာကတော့ရွေးထွေးမှုပဲဖြစ်ပါတယ်ဟုတ် ဟုတ်ပါတယ်နှွေထွေးမှုဆိုတာကျွန်တော်တို့ဒီရာသီလာစင်မှမဟုတ်ပါဘူးတမီးစားဆက်ဆံရေးတွေမှာပေါ့နော်ကျွန်တော်တို့ကအရင်တည်းကနှွေထွေးမှုဆိုတာလိုအပ်ပါတယ်ကျနာပေးတာယူရပေးတာပေါ့နော်နှွေထွေးတာဒါတွေကလိုအပ်ပါတယ်ဒါပေမဲ့ညီလေးတို့ရာသီလာနေတဲ့အချိန်မှာတော့ကို့အမျိုးသမီးကို့ကောင်မလေးရာသီလာနေတဲ့အချိန်မှာနှွေထွေးမှုကပိုပြီးလိုအပ်ပါတယ်အဲ့ဒီအောက်မှာကိုယ်တိတက်မှုလည်းပါပါတယ်နော်အာဘာမှပြောစရာမလိုပဲသိနေရမယ်ပေါ့အဲ့လိုမျိုးကိုကောင်မလေးကကိုဘာမှမပြောဘဲနဲ့ကိုအလိုလိုသိနေရမယ်ဆိုတော့ရုတ်တရက်တွေးလိုက်ရင်တော့တော်တော်ခက်တဲ့ကိစ္စပေါ့နော်သူဘာမှမပြောဘဲကျွန်တော်ဘလို့သိရမလဲပေါ့ဒါပေမဲ့အချိန်လေးရှိပါတယ် ဆက်ဝန်းလေးရှိပါတယ်ရာသီဆက်ဝန်းပါဟုတ်ပါတယ်လိန်ကလေးတွေမှာရာသီဆက်ဝန်းရှိပါတယ်ကိုကကိုကောင်မလေးရာသီဆက်ဝန်းမှတ်ထားမယ်တွတ်ထားမယ်ဆိုရင်နောက်လဘဲချင်းနောက်ဆိုတော့ငါကောင်မလေးရာသီလာတော့မယ်သူဒီဒုက္ခတွေဖြစ်တော့မယ်ဆိုတော့ကြိုပြီးသိထားမယ်ဆိုရင်ကိုကလူချင်းမှုပေးလို့ရတယ်တိတတ်မှုပေးလို့ရတယ်အဲ့ဒီသဘောလေးပါဒါဆိုနောက်တစ်ခုကြည့်လိုက်အောင် ကျွန်တော်ရဲ့ lesson box လေးတွေကနေနောက်တစ်ခုထွက်လာတာကတော့နားလည်မှုဖြစ်ပါတယ်။ဟုတ်ဟုတ်ပါတယ်ညီလေးတို့ကိုယ့်ကောင်မလေးကိုနားလည်မှုပေးရပါမယ်ဒီချိန်က။အရင်ကတော့နားလည်မှုပေးရမယ်မယ်ဒီလိုချိန်မှာဆိုပို့ပြီးအရေးစိုက်တင်ပါတယ်။ဘာဖြစ်လို့အရေးစိုက်တင်လဲဆိုတော့အဲ့နားလည်မှုခေါင်းစဉ်အောက်မှာကျွန်တော်တို့ပေးရမယ့်ဒီမှာအရေးကြီးတာတစ်ခုပါပါတယ်။ mood swing ပါ။ mood swing ဆိုတာကျွန်တော်စိတ်အတက်ကြာဖြစ်တာပေါ့နော်။စိတ်ကန်စားမှုတွေအတက်ကြာဖြစ်နေပြောင်းဆန်နေပေါ့။ဒါမျိုးတွေယောက်ျားလေးမှမဖြစ်ပါဘူး။ဘာလို့ယောက်ျားလေးမှယာတိစားဝန်းဆိုတာမရှိပါဘူး။ mainly ပါပဲရှိတာပါ။ဒါပါကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ဒီရက်တွေမှာဆိုဟော်မုန်းအတက်ကြာမမှန်ဘူး။ဟော်မုန်းပြောင်းလဲမှုတွေဖြစ်နေတယ်။ အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့ move swing ဖြစ်တယ်ပေါ့နော်အဲ့တော့စိတ်ကအတက်ကြမြန်နေတယ်တချို့တွေဆိုဒေါသထွက်လေတယ်အရင်ကခက်အေးနေမှအဲ့ချိန်ဆိုဒေါသထွက်လေတယ်နောက်တစ်ခုကတော့ main လေးတွေကိုတိုင်ကျွန်တော်ပြောတာပေါ့နော်ဘာမှမသိဘူးငိုချင်နေရဆရာရဲ့ပြောရင်းတော့ငိုချင်လာသူ့မှာငိုငိုဖို့အတွက်အကြောင်းပြချက်တော့တကယ်တော့ထွေထူးမရှိဘူးဒါပေမဲ့ငိုချင်ဒီလိုမျိုးတွေပေါ့နော်နောက်အာယုံဆိုင်လို့မရဘူးတော်သားထွက်လေတယ်ရန်တွေ့ကျင်နေတယ်။နောက်ဘာမှန်းကိုမသိပဲနဲ့ပေါ့နော်။နေရထိုင်ရခက်နေတယ်ပေါ့။ဒီလိုဟာမျိုးတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်ကောင်လေးတွေကဒါကိုကြိုတိထားမယ်ဆိုရင်နားလည်မှုပေးလို့ရပါတယ်။ဒါလေးတွေကိုပြုပြင်ဖေးမှပေးလို့ရတယ်ပေါ့နော်။ ကဲဟုတ်ပြီဒါဆိုတတိယတစ်ခုကြည့်ကြည့်လဲအောင်ကဲတတိယတစ်ခုတော့ကျွန်တော်ကြိုက်တဲ့ဟာပါအစားတော့ဖြစ်ပါတယ်โอเคအဲ့တော့ရာသီလာနေတဲ့ကုကောင်မလေးကိုအစားတော့နဲ့ပတ်သက်ပြီး view size ကိုပြင်မယ်လွှဲထွင်းမှုပြင်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီအစားအသောက်မှာတော့ trade through သတ်မှတ်ထားတာတော့မရှိဘူး။ဒါပေမဲ့ကျမရဲ့အနေနဲ့တင့်တော်တယ်ပေါ့နော်။အသီးနှံဆိုလည်းအရေရွှမ်းတဲ့ဟာတွေနောက် main လေးကအချိုကျတယ်ဆိုလည်းအချိုကျွေးတာမျိုးပေါ့နော်။ဒါမျိုးတွေနဲ့ကျွန်တော်တို့က view size လေးရပါတယ်။ကိုယ့်ကောင်မလေးပါကြိုက်လေပေါ့နော်။ဟာဟော့ပေါ့ကြိုက်တဲ့ကောင်မလေးဆိုတော့ဟော့ပေါ့ပေါ့။မာလာချောင်းကြိုက်တဲ့ကောင်မလေးဆိုတော့မာလာချောင်းကိုဝယ်ကြည့်လိုက်ခြင်းအပြင် view size မျိုးပေးလို့ရပါတယ်။ ဟုတ်ပြီ။နောက်ဆုံးလက်ဆောင်အနေနဲ့ကတော့ကျွန်တော်တို့စေဝါဖြစ်ပါတယ်။စေဝါကိုလည်းကျွန်တော်တို့ထည့်ထားပါတယ်။ဒီရာသီလာတွေဆိုတော့လဆင်ဖြစ်တဲ့ဖြစ်စဉ်ဆိုပေမဲ့အချို့ကတော့စေဝါကူရပါတယ်။အဲတချို့တွေဆိုရင်လာတိုင်းတော့ကူရတာရှိပါတယ်။ဘယ်လိုမျိုးလဲဆိုတော့အမျိုးသမီးတယောက်နဲ့တယောက်တော့တူမှာမဟုတ်ပဲ။တချို့အမျိုးသမီးတွေကဓမ္မတာလာကန်နီးနဲ့လာဆင်မှာမခံမဲနဲ့တိုက်ခဲတာရှိပါတယ်။အဲလိုမျိုးဆိုရင်ကျွန်တော်နေ့စဉ်လုပ်ငန်းဆောင်တာတွေတော့မလုပ်နိုင်တော့ဘူး။စေးတောက်ရတယ်၊ကခဲပြောင်စေးတွေတောက်ရတယ်။ဒါမျိုးကလိုအပ်လို့တောက်ရတာပေါ့နော်။ဒါလေးရရှိမယ်။နောက်တချို့ကလည်းဗီတာမင် E ကိုမျှဝေရတယ်။ အဲတချို့ကလည်းကျွန်တော်တို့ဟော်မုန်းစီးတွေလိုအပ်တယ်။အဲတချို့ကကြတော့လည်းကျွန်တော်တို့ဒီပေါ့နော်ဟိုဓမ္မတာလာတာကသွေးတွေစင်းတာများမယ်ဆိုရင်ဒီတန်တက်အားဖြည့်စည်းမှုဟာမျိုးလိုအပ်တယ်။အဲဆိုတော့ဓမ္မတာဆိုတာကလာစဉ်လာနေမှာဖြစ်ရတဲ့ကြောင်းရှိလာတော့ကဘာတွေလိုအပ်ခဲ့လဲဆိုတော့ညီလေးတို့မှတ်ထားပြီးတော့ကိုပေါ့မလေးတို့ဝယ်ပေးထားတာမျိုးအတူတူဖြစ်တော့ကွာဒီမျိုးဟိုကျွမ်းကျွမ်းကျင်နေဆရာဝန်တွေသူနာပြုနေတဲ့တိုင်ပင်ပြီးတော့စောင့်ထားတာမျိုး ဒါမှမဟုတ်လေလိုအပ်ရင်ဈေးရုံဈေးကန်ခေါ်သွားပေးတာမျိုးနဲ့ကိုယ်ကောင်မလေးကိုဂရုစိုက်မှုပေးလို့ရပါတယ်ကျွန်တော်အခုပြောသွားတဲ့ဟာတွေကိုကျွန်တော်ကဒီမှာချစ်သူရည်စားခြင်းကောင်လေးရဲ့ကောင်မလေးဂရုစိုက်မှုပေးတယ်ဆိုပြီးတော့ခေါင်းစဉ်ပြောသွားပြီးမယ်တကယ်တကယ်ကတော့ကိုယ့်ပတ်ဝန်းကျင်မှာပေါ့နော်အခုပြည်ရည်စားမရှိတဲ့ညီလေးဆိုရင်ကိုယ့်ပတ်ဝန်းကျင်မှာမမတွေရှိမယ်ညီမတွေရှိမယ်အတော်တွေရှိမယ်ဒါမှမဟုတ်လေတငယ်ချင်းကောင်မလေးချင်းမိန်းကလေးတငယ်ချင်းပေါ့ဒါမျိုးကိုကိုယ်ကဒါတွေသိထားတယ်ဆိုဂရုစိုက်မှုပေးလို့ရတယ်လူထုမှုပေးလို့ရတယ်ကုညီပေးလို့ရတယ် နောက်ပြီးတော့ကျွန်တော်တခုတစိမ့်ထပ်ပြီးပြောရရင်တော့ဓာရီကိုနားလေဓာရီရေရေဆိုတာယောက်ျားလေးဆိုတာဒါ smack ဖြစ်တဲ့ကောင်လေးတွေပါအဲ့တော့ cholesterol smack ဖြစ်တဲ့ကောင်လေးတွေပါခြင်းဒါမျိုးတွေကိုဆက်မှုပေးလို့ရပါတယ် okay ဒါတော့ဗောနော်ဒေါက်တာဟမ်မင်းဘိုเนาะယတိလာနဲ့ကောင်မလေးကိုပြလို့ရတဲ့လက်ဆောင်ဆိုပြီးတော့လေးမျက်ဝေလာတဲ့ဗီဒီယိုလေးပါနော်ဗျူဟာများနော်အဲ့လိုမျိုးဘုသူဒ္ဓရရနေတဲ့ခါကြတိကျွန်တော်လို့အဲ့လိုမျိုးဝင်ကြည့်ရမှာဖြစ်ပါရဲ့နော်ဒီကိစ္စတွေကတော့ဗောနော်ဒီပဲဝင်ကျင်မလေး ဖြစ်မယ်နော်ကိုနာနှိမ့်ဆက်ရမလဲဖြစ်မယ်တချို့နေရာတွေမှာလည်းဖြစ်တဲ့တဘောနော်ဒါမိန်းကလေးတွေနော်ဖြစ်လာတဲ့အကြောင်းအရာလေးတွေပေါ့ယောက်ျားတွေကတော့အဲ့လိုကိစ္စကိုသိပြီဆိုလို့ရှိရင်ဒီလိုအဲ့လိုစိတ်ရခံစားမှုတွေနှွေးထွေးမှုတွေပေါ့နော်အဲ့လိုဆေးဝါးတွေပေါ့နော်ဒီကိစ္စတွေကိုအာဆောင်ရွက်ပေးရမှာဖြစ်ပါတယ်နော်ဘော်ဒါလေးထိမှလည်းဒီကောင်မနော်ကိုကောင်မလေးကိုလည်းစမတ်ကြက်ကြက်ဂယူစိုက်ပေးတဲ့တဲ့ကောင်လေးတွေရှိသလားအဲ့ဒါကတော့မင်းကလေးတွေတော့ရာတီလာတဲ့အချိန်မှာစိတ် နော်စိုက်ပင်ရောရုပ်ပွင့်ရောပေါ့နော်ဂယူဒီဇိုင်းပြေးလို့ရအောင်နော်မရှက်နဲ့မရှက်နဲ့ဟာမရှက်နဲ့ကပေါ့နော်လက်ဆောင်လက်ဆောင်လေးကိုလည်းပြင်ပြထားပါလေနောက်တစ်ခါရေးစားမရှိတဲ့ border တွေအနေနဲ့လည်းပေါ့နော်ကွန်မီတော့ဇီဝန်တွေမိန်းကလေးတွေတင်ရင်ရှင်းတွေကိုဂယူဒီဇိုင်းပြေးလို့ရတာမို့အထာကျတဲ့ပေါ့နော်စင်ကင်းလေးတွေဖြစ်လို့ဖြစ်လို့ရပြီနော်ဆိုပြီးတော့လေးပေါ့နော်အောက်မှာ ကွန်မန့်လေးတွေရေးလာပါသေးဗျာဒီလိုမျိုးဘုသူတဲ့ရက်စရာလေးတွေမောင်ရှိုးစီလီဆိုလို့ရှိရင်လေอืมကိုနဲ့မဆိုင်တော့မဟုတ်ဘူးဆိုင်တာပေါ့နော်အဲ့လိုမျိုးဒီကိစ္စတွေကတော့လူနော်လူလောကနေမှာဖြစ်တဲ့သဘောတဘာဝလေးတွေနော်မိန်းကလေးတွေယောက်ျားတွေမှာပေါ့နော်ဒီကိစ္စတွေကအဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ပေါ့နော်ဒီကိစ္စတွေဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့နော်ဘယ်လိုမျိုးမလဲအရှမ်းမှုတွေပေါ့နော်နောက်လည်းကပျော်ရွှင်မှုတွေပေါ့နော်အဲ့လိုမျိုးချက်မိုင်းနာပတ်သက်တဲ့အရာလေးတွေအဲ့လိုမျိုး နော်ဒါတွေကိုဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်အကျိုးရှိနိုင်တာပေါ့ဆိုပြီးတော့တွေကျွန်တော်ဒီနေ့မျှဝေပေးလိုက်ရပါတယ်မရှင်းနဲ့ဆိုရဖြစ်ဖို့ဝေလေးပေါ်ကျွန်တော်တို့ credit ပေးပါတယ်အားကြောင့်ကျွန်တော်တို့နော်တောင်ကျူသူ YouTube channel ကနေပြီးတော့နော်ကျမိုက်ကိစ္စနာပတ်သက်ပြီးတော့အနေငယ်မျှဝေပေးလိုက်ရပါတယ်ဗျာနောက်သေးဆန်းလာမယ့်ဗီဒီယိုမျက်မှောက်လေးပြန်လေးစုံစစ်ဖို့ကျွန်တော်ရေးပြခါများကိုဖိတ်ခေါ်လိုက်ရပါတယ်